hello အားလုံးပဲမင်္ဂလာပါ United Show ကနေကြိုဆိုပါတယ်ဆိုတော့အသင်းဘက်ကတော့တိုက်စစ်ကစားမှာဖြစ်တဲ့ Benjamin Sheshku နဲ့ပတ်သက်ပြီးတော့ဒဏ်ရာပြဿနာတရင်တွေကအမျိုးမျိုးကြီးကျွန်တော်ထွက်နေကြတယ်အခုလည်းပဲကျွန်တော်နောက်ထပ်တစ်မျိုးကြီးကျွန်တော်ထွက်လာပြန်ပြီပေါ့နော်အဓိကကတော့ဗျာကျွန်တော်တို့ဟိုဘယ်လိုပြောမလဲဒဏ်ရာပြဿနာနဲ့ပတ်သက်လို့ report လုပ်တဲ့သူတွေရဲ့ဘက်ကအရင်က ဘယ်လိုပြောမလဲဒီယုံကြည်ရတဲ့သူတွေဖြစ်နေတယ်ဆိုတဲ့အခါကျတော့ United ပြည်သက်တွေကသူတို့စီကနေပြီးတော့ပဲတင်းင်းတွေမျိုးမျိုးထွက်နေတော့ငါတို့ကဘာကိုယုံမလဲဖြစ်နေတယ်ဆရာအခုဆိုလို့ရှိရင်ပြီးခဲ့တဲ့နေ့ကကျွန်တော်တင်းထွက်ထားတယ်လို့ဒီဘင်ဂျမင်ရှက်ကူအနည်းနဲ့ပေါ့နော်အချိန်တလလောက်ထိအနားယူရမယ်ဆိုတာမျိုးမဟုတ်ဖိနေဒီဇင်မှာအစောပိုင်းလောက်မှာကိုပဲကလပ်အသင်းနဲ့ပြန်ပူးပေါင်းနိုင်မှာဖြစ်တယ်ဆိုပြီးတော့ပြောထားတယ် တော့ပြီးခဲ့တဲ့နေ့က The Athletic ကနေပြီးတော့ report လုပ်ထားတာက Sky Sport တို့ဘာလို့ ਆ ဘောပေါ့နော် Manchester United ရဲ့ Tyrese ကစားမပြည့်တဲ့ Benjamin Sheshko ကတလားကန်အနားယူရဖို့ရှိတယ်ဆိုပြီးတော့ဒူရန်ရအောင်ပေါ့နော်တလားကန်အနားယူရဖို့ရှိတယ်ဆိုပြီးတော့ပြောထားတယ်အဲ့တော့ကျွန်တော်တို့က okay တလားကန်ဆိုလို့ကျွန်တော်မကင်သေးဘူးခွေ Aston Villa နဲ့ပွဲလောက်ထိကိုပဲလွဲမလားပေါ့ထားပါတော့၄၅၆ပွဲလောက်ထိကျွန်တော်မြင်လွဲမလားပေါ့အခုဆိုလို့ရှိရင်ကျွန်တော်တို့နေပေါ့နော် Fabrizio Romano ကထပ်ပြီးတော့ပြောလာတာက Manchester United ရဲ့တာဝန်ရှိသူတွေရဲ့ဘက်ကတော့ Sheshko အနေနဲ့ ဒီစင်မှာအစောပိုင်းလောက်မှာ Manchester United နဲ့ပြန်ပြီးတော့ League ကနေအတွက်ပူးပေါင်းနိုင်မှာဖြစ်တယ်ဆိုပြီးတော့ဗောနော်ယုံကြည်ထားတယ်ဗော Slovenia တိုက်စစ်ကစားမဖြစ်သူကဒဏ်ရာပြေတနာကြောင့်ဒါ၃ဘက်လောက်ထိပဲနားမဲ့နေထားမျိုးဆိုပြီးတော့သူပြောထားတယ်ဒီတော့အရင်တုန်းကကျွန်တော်တို့ဒီ Athletic ကတရင်ထွက်ခဲ့သူမျိုးဆိုလို့ရှင်တလားလောက်နားမဲ့ဆိုတော့ဒါ Everton တို့ Crystal Palace တို့ West Ham တို့ဟလာ Wolverhampton တို့ဟလာ Bournemouth တို့ Aston Villa တို့အဲ့လောက်ထိကိုပဲကျွန်တော်အနေနဲ့ဗောနော် ဒါပါတော့ဒီဇင်ဘာလလည်းဒီဇင်ဘာ21ဝန်းကျင်ပြဒီ Aston Villa နဲ့ပွဲလောက်ထိကိုပဲကျွန်တော်အနည်းဆုံးတော့9ဝဲ6ပွဲလောက်နားရမှာပဲဆိုပြီးတော့စိတ်ပူနေရတာအဲ့ကလေးဒီဇင်ဘာအစောပိုင်းမှာပြန်ပြီးတော့ပူပေါင်းနိုင်မယ်ဆိုလို့ရှိရင်နှစ်ပွဲလောက်ပဲလွဲမဲ့နေထိုင်မျိုးဒီနေရာမှာတခုတော့ရှိတာပေါ့လေဒီဇင်ဘာအစောပိုင်းဆိုတာဘယ်ချိန်လဲပေါ့သိတယ်မလားဒီဇင်ဘာအစောပိုင်းဆိုတာကအမျိုးမျိုးတွေးလို့ရတယ်ဒီဗျာဟုတ်တယ်မလားဒီဇင်ဘာဆဆတာနဲ့ကျွန်တော်အလေးချိန်ပူပေါင်းနိုင်မှာလားဒါမှမဟုတ်ဘူးဆိုလို့ရှိရင်ဒီဇင်ဘာ9ရက်နေ့မှာကစားမယ်ဝက်ဆန်နဲ့ပွဲကိုရော လူစင်းနဲ့ပါမာလာအဲ့လိုမဟုတ်ဘူးဘာနဲ့နဲ့ပွဲပါမာလာဒီမှာ9ရက်မှကစားမယ်ပွဲအင်တာမျိုးပေါ့စဉ်းစားနေရတာเนาะတော်တော်တိုင်ပတ်တယ်ပြီးလို့ရှိရင်တခုစိုးတာကကျွန်တော်တို့ကဒီသူဒံယာပြေသနာဂျုံသွားတာကစပားနဲ့ပွဲပေါ့နော်စပားနဲ့ပွဲကိုသူဒံယာဂျုံသွားတယ်အဲ့ဒါကနိုဝင်ဘာ10ရက်လောက်ကဗျာအဲ့တော့အဲ့ဒီတုန်းကတည်းကစပြီးတော့မြန်ရဲတရဘက်3ဘက်ဆိုပြီးတော့သူတွက်လိုက်သလားပေါ့3ဘက်နားရမယ်ဆိုတာမျိုးကလေဒါစပားနဲ့ပွဲပြီးပြီဆိုလို့ရှိရင်ကျွန်တော်3ဘက်နားရမယ်ဆိုရင်ဗျာဂျာနေမှာ international break နှစ်ဘက်နဲ့ everton နဲ့ပွဲနား ပြီးရင်ပဲလစ်နဲ့ပွဲကိုကျွန်တော်တို့ကလူစင်းနဲ့အရန်ကုန်ကိုပါအဲဆိုတော့ပြီးတာနဲ့ဒီဇင်ဘာ9ရက်နေ့မှာကစားမယ့်ဝက်ဆက်နဲ့ပွဲကိုအပြည့်အဝပါဆိုတဲ့ပုံစံမျိုးလားပေါ့ဘယ်ကစပြီးတော့တွက်တာတော့၃ဘတ်ဆိုတာကသိရမလားအဲ့ဒါလေးကျွန်တော်ရှိသေးတာအခုမှစပြီးတော့ okay တရင်ထွက်တာကဒီရက်ဟိဒီနေ့ဒီရက်ကစပြီးတော့တွက်တဲ့ပုံစံမျိုးနဲ့နောက်ထပ်၃ဘတ်လောက်ဆက်နားမှာကိုပြောတာလားဒါမှမဟုတ်စပါးနဲ့ပွဲပြီးကလေးကနေ၃ဘက်လောက်နားမယ်ဆိုတာမျိုးကိုပြောတာလားတက်လာလောက်နားမယ်ဆိုပြောတာလားပေါ့အဲ့ဒါဆိုရင်တော့တည်ကြတယ်ဒီဇင်ဘာလလောက်မှာပြန်ပြီးတော့ပါနေမယ့်အချိန်မျိုးပြအဲ့တော့ အတင်းတော့ကကျွန်တော်တို့ထင်သလောက်ဒီစိတ်ပူစရာမလိုဘူးဆိုတဲ့ပုံစံမျိုးကလည်းဖြစ်နေသေးတာ။ဒါကြောင့်လက်ရှိပေါ်တော့ဒိုင်ယာပြဿနာတွေနဲ့ပတ်သက်လို့ Manchester United ရဲ့ဘက်က official statement ထုတ်ထားတာမျိုးမရှိတဲ့အခါကျတော့နားလေရတော့ကျွန်တော်တို့ခတ်ပါတယ် journalist တွေကလည်းအမျိုးမျိုးဆိုတော့ဗောနော်ဒါပေမဲ့လို့ကျွန်တော်တို့ပြောသလိုပဲ Lorry တို့ဘာလို့က Manchester United နဲ့ SSD ရှိတယ်ဆိုတော့သူတို့ရဲ့ report တွေရဆိုလို့ရှိရင်တလားလောက်နားရမယ်ဗောနော်အဲ့တော့အဲ့ဒီတလားက ဒီနိုဝင်ဘာ၈ရက်နေ့မှာကစားခဲ့တဲ့စပါးနဲ့ပွဲစဉ်ကစပြီးတော့တက်လာလောက်နားမယ်လို့ပြောတာလားပေါ့ဒါဆိုလို့ရှိရင်ဘူဘန်ဟန်တန်နဲ့ပွဲလောက်မှာပဲကစားမဖြစ်သူကအတင်းရဲ့လူစင်းတွေကိုပြန်ပြီးတော့ပါနိုင်မဲ့အခြေအနေမျိုးပေါ့ပြောချင်တာကတော့၃ပွဲလောက်တော့လွဲမယ်ဗျာကျွန်တော်ထင်ပါတယ်လက်ရှိတတိယနေ့အရကျွန်တော်ကြည့်ရင်အေဘာတန်နဲ့ပွဲနိုဝင်ဘာ၂၅ဒီတစ်ပတ်ဒီလာမယ့်ပတ်မှာကစားမယ့်ပွဲကိုသူတည်ကြပေါက်လွဲမယ်ပြန်ခရစ်စတယ်ပေးလစ်နဲ့ပွဲကိုလည်းသူလွဲလိမ့်မယ်လို့ကျွန်တော်ထင်တယ်။ဆိုတော့အဲ့ဒါပြီးလို့ရှိရင်ဝက်ဆမ်နဲ့ဒီဇင်ဘာ9ရက်နေ့မှာကစားတော့မယ်။အဲ့ဒီပွဲမှာတော့ ကစားသမားကထပ်ပါတော့ဗျာလေ့ကျင့်ငန်းစပြီးတော့အတူ United နဲ့ဆင်းနေပြီဆိုတဲ့သတင်းတွေကိုကြားလိမ့်မယ်။ပြီးရင်ဘူဘန်နဲ့နဲ့ပွဲမှာအရန်ကုန်မှာပြန်ပါလာပြီဆိုတဲ့ပုံစံမျိုးတွေတွေ့ရလိမ့်မယ်လို့ကျွန်တော်ထင်တယ်။ဆိုတော့တည်ကြတယ်ကျွန်တော်တို့ကျွန်တော်တို့ဘက်ကကျွန်တော်တို့တွေးထားမှာကကစားသမားကအ ਨੇ ဆုံးတော့ဗောနော်လေးပွဲလောက်ထိလွဲလိမ့်မယ်လို့ကျွန်တော်တို့မြင်ထားမှဖြစ်မှာဗျာဒီလား။ဒါသတင်းကောင်းတော့ကျွန်တော်မဟုတ်ပါဘူး။ဒါတော့မှကျွန်တော်တို့အနေနဲ့ဒီကစားအသင်းဘက်ကဗောနော်တပတ်ကိုတပွဲလောက်ပဲကစားလို့တော်တော်ကံကောင်းတာ။သူများတွေလိုမျိုး မင်းကလည်းမင်းတပွဲတပတ်ကိုနှစ်ပွဲသုံးပွဲလောက်မြင်ကစားပြီဆိုရင်ဒီကြတယ်မင်းခုနှစ်ပွဲရှစ်ပွဲလောက်ဆိုနှစ်ပတ်ဟိုတိုင်းပတ်ပါဗျာနော်ခုနှစ်ပွဲရှစ်ပွဲလောက်ဒီကျွန်တော်လွဲမှာဒီနေ့ကမကောင်းဘူးဒါကြောင့်တရင်းကြီးကတော့အမျိုးမျိုးထွက်နေတယ်သို့တော်လည်းပဲအနည်းဆုံးသုံးပွဲလောက်ထိတော့ဗင်ဂျမင်ရှက်ကူကိုကျွန်တော်ဘောနော်မြင်ရလိမ့်မယ်လို့ကျွန်တော်မထင်ဘူးဆိုညီကတို့ရောဘလို့မြင်ရလဲလက်ရှိထွက်နေတဲ့တရင်းနေနဲ့ပတ်သက်လို့ရှက်ကူမပါဘူးဆိုရင်အသင်းရဲ့တိုက်စစ်ပိုင်းမှာအကြီးကျယ်ပြည်တနာတက်နိုင်လိမ့်မယ်လို့ညီကတို့ထင်ကြလားဆွေးနွေးကြပါဦးချီချူအပ်တဲ့ညီကူများလည်းကိုချီးတူများကြီးတို့ပါတယ်